အသက်အန္တရာယ်ရှိရေကြီးရှန်တဲ့တွေကိုဘလို့တော်ပညာရှင်ဝင်းနိုင်ရဲ့အရေးပေါ်အသည့်ပြချက်နဲ့မိုးစလာရဲ့အရေးပေါ်အသည့်ပြချက်တွေကို ပြန်လည်ပြီးတော့ပြည်သူတွေကိုအရေးပေါ်အသည့်ပေးပါမယ်။ဒီရက်တပတ်အတွင်းမှာတော့ရန်ကုန်မြို့မှာမိုးအဆက်မပြတ်ရွာသွန်းမှုတွေကြောင့်ရေကြီးရှန်မှုအကြီးကျယ်ကို ဖြစ်ပွားနေပါရည်။ဘလို့တော်ပညာရှင်ဝင်းနိုင်ကတော့အစွန်လ25ရက်နေ့နက်နက်8:00နာရီမှာဘင်္ဂလားပြည်နယ်အော်မြောက်ပိုင်းမှာလေပွဲလိုင်းမလီပီယာနဲ့ရန်ကုန်တို့ခုဖြစ်လာနိုင်ပြီးတော့ တောင်သေးရုပ်ပင်နယ်မှာ Embass 96 The Brew ကအပူပိုင်းမုံတိုင်းဖြစ်နိုင်ကြေးမီဒီယာတို့တိုးမြင့်တက်မှတ်လိုက်ကြောင်း JD The Brew C ကမ်းမန်ချက်မှာတွေ့ရတယ်လို့ပညာရှင်ဝင်းနိုင်ကသုံးသပ်ထားပါရီဒါကြောင့်မို့လို့ချင်းနှင်းမြက်ထက်ပိုင်းနေစစ်တောင်မြေတန်လင်းမြင်းများဘက်မှာတော့ဇူလိုင်လအလဲလောက်မှာမိုးအရန်ကြီးပြီးတော့ရေကြီးရေရှမ်းမှုတွေများစွာ ဖြစ်ပေါ်နိုင်ကြောင်းကြိုးစဉ်ခံမှန်းထားတာကို တွေ့ရပါရီ ဘင်္ဂလားပြည်နယ်အောင်မြောက်ပိုင်းမှာအခုဖြစ်ပေါ်လာနိုင်တဲ့အထက်လေဝေလိုင်း၄ပြားနဲ့ရန်ဝန်ပြီးရင်လေမိုးလေကာလာတလျှောက်လုံးမှာအထက်လေဝေလိုင်းတွေ၄ပြားနဲ့ရန်ဝန်တွေဖြစ်လာနိုင်ခြေရှိနေပါတယ်တဲ့ဗျာဇွန်လ25ရက်နေ့မှာ29ရက်နေ့နံနက်ပိုင်းအထိရခိုင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာမိုးအရံများနိုင်ပြီးတော့ဇွန်လ29ရက်နေ့နံနက်8ရက်နေ့လောက်မှာနောက်24ရက်နေ့အတွင်းမှာတော့ကချင်ပြည်နယ်ရခိုင်ပြည်နယ်ပုဂံတိုင်း AR တိုင်းရန်ဝန်တိုင်းကရင်မွန်ပြည်နယ်နဲ့သလင်းတိုင်းအတိုင်းတို့မှာမို ိုးအရန်များပြီးတော့ရေကြီးမှဖြစ်ကြောင်း iconic ECNWF model focus မှာတွေ့ရကြောင်းမြရှင်ဝင်းနိုင်ကအရေးပေါ်ပဲအသိပေးထားပါရီဂျမ်ပီနေအတိုင်းဒေသအများစုမှာလေးမိုးအနှင်းငယ်မှာအတင်းတင်းနစလင်းနိုင်အတွင်းမိုးရေချိန်နှက်လက်မအောင်ရွာသွန်းနိုင်မှာဖြစ်ကြောင်းမလို့တော့ပညာရှင်ဝင်းနိုင်ကအသိပေးထားတာကိုလေကျွန်တော်နေနေတွေ့ရပါရီဗျာ နောက်တစ်ခုကတော့မိုးစလာဌာနရေးအရေးပေါ်အသိပေးချက်ပါမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်မြေချောင်းမြအတွင်းရေဝင်ရောက်မှုများလာကချင်းနေစတောင်းနေဘကူမြည်ရေတို့ဟာဆိုရင်ရေမတ်ကို ရောက်ရှိနေပြီးတော့ဒီရက်တစ်ပတ်အတွင်းမှာအဒီနီနာမနေထိုင်နေတဲ့မိဘပြည်သူများကြောင်းရှိနေထိုင်ကြဖို့အတွက်မိုးစလာကအရေးပေါ်ပဲအသိပေးထားတာကိုလည်းတွေ့ရပါရဲ့ စတောင်းမြည်ရေ ချင်းနေမြည်ရေဘကူမြည်ရေတို့ဟာဆိုရင်မှတ်ကိုရောက်ရှိဖို့တော့နိုင်ငယ်ပဲလိုတော့တာဖြစ်တဲ့တော့ဒီတော့တွင်မိုးအဆက်မပြတ်ရွာသွန်းမှုတွေဖြစ်ပေါ်လာရင်တော့ပြည်သူတွေသတိထားရမယ့်ခြေအနေလို့ဆိုထားပြီးဖြစ်ပါရီ။ရောင်းမှာလေဒီရက်တစ်ပတ်တွင်ဘဝကိုအဆက်မပြတ်ရွာသွန်းတဲ့မိုးတွေကြောင့်အရေးကြီးရှက်မှုဖြစ်ပေါ်နေတာကိုလေကျွန်တော်အနေနဲ့တွေ့ရပါရီနော်။ပြည်သူများထူးကူးစိုက်ကြပါဗျာ။